ဒီအပေါ်ကကားကိုဘသူမောင်းတာလဲမောင်းသူလုံးဝမရှိဘူးပေါ့နော်မောင်းသူမဲ့ကားဖြစ်တာပေါ့နော်ဒီကားဘာကားလဲဆိုရင် Tesla Model Y ဖြစ်ပြီးတော့လက်ရှိက taxi အဖြစ်အသုံးပြုနေပြီပေါ့နော် robot taxi အဖြစ်မောင်းနေနေပြီပေါ့နော်ဒီကားက electric car ဖြစ်ပြီးတော့မောင်းသူမဲ့ full self driving SSD စနစ်အဖြစ်အသုံးပြုရတယ်ပေါ့နော် 2025ဇွန်လ22ရက်နေ့မှာစတင်လေပတ်မှာဖြစ်တဲ့အတွဲအစောပိုင်းကာလမှာကားအစည်းပေါင်း10စီးကနေမှာအစည်း20အထိစတင်မောင်းနေမှာပဲဖြစ်ပါတယ်เนาะဒီကားကိုစီးခွင့်ရတဲ့လူကတော့ကျွမ်းကျင်တဲ့လူဖိတ်ခေါ်ခံရတဲ့လူနေပညာဆိုင်ရာကျွမ်းကျင်တဲ့လူတွေကပဲပထမဦးဆုံးစမ်းသပ်မှာပဲဖြစ်ပါတယ်เนาะအများစုကတော့အဆင်ပြေတယ်ပြီးတော့လည်းလုံခြုံတယ်လို့တော့အများစုက feedback တွေပေးကြတာပေါ့เนาะ2024တုန်းကဗီဒီယိုဘော့ပွဲမှာ ဆက်ဘောခက်ပေါ့နော်အဲ့ဒီ taxi ကကတော့ဘယ်ချိန်မှတွေ့ရမှာလဲဆိုရင်2026 2029လောက်မှပဲစတဲ့တွေ့ရ